okay အဲကျွန်တော်တို့ photoshop ဟိုလေးလာရအောင်ပေါ့နော် okay တကယ်လို့များဟို photoshop ကိုဟိုမသွင်းတတ်တဲ့လူတွေဖြစ်ကျွန်တော်တို့မသိတာရှိရင် comment နေပဲဖြစ်ဖြစ်ကျွန်တော်ကိုဒီ personal message ကနေပဲဖြစ်ဖြစ်ပေါ့နော်အဲလာမေးလို့ရပါတယ် okay ကျွန်တော်တို့ photoshop စာဖွင့်ပြီဆိုတာနဲ့ဒီဒီဟာဒီတဲကြီးထွက်လာမယ်ကျွန်တော်တို့အဲဟိုအဲဗာလဲ canva လိုမျိုးအဲဒီ template တွေပိုင်းကလုံးဝမရှိဘူးကျွန်တော်တို့ကြိုက်တဲ့ size ကို custom လုပ်ပြီးတော့အဲကိုယ့်ကိုဆွဲရတဲ့ဟာမျိုးပေါ့နော် ဆိုတော့ကျွန်တော် file အစ်ယူလိုက်မယ် control n ပေါ့နော်အဲ့ဒါမှရ command n ပေါ့နော်အဲ့မှာယူကြည့်လိုက်မယ်အဲဆိုရင်ကျွန်တော် photo ပေါ့နော် photo ထဲမှာအဲသူ့မှာ file size တူပေးထားတဲ့ဟာရှိတယ်ဒီမှာ print ထုတ်မယ်ဆိုလဲဒီမှာ a4 လာဒီမှာ legal လာပေါ့နော်အဲ vision ဒီမှာ web ဆိုလဲဒီမှာအဲ full hd ပေါ့နော်80နဲ့ဒီမှာဒီ screen မှာကြည့်ရမယ့်ဟာအကုန်လုံးက80နဲ့အဲပုံတည်သတ်မှတ်လို့ရတယ် ဲ print ထုတ်မယ်ဆိုရင် resolution 300ဆိုပြီးတော့ပုံသေးသတ်မှတ်လို့ရရပါတော့။ Okay လောလောဆယ်ကျွန်တော်တို့ဒီ web ကိုယူလိုက်မယ်ပေါ့နော်။ဒီ web ကိုယူလိုက်မယ် web ပြီးတော့ဒီမှာ1920 1080ပေါ့နော်။ဒီမှာ resolution 72 ppi ပေါ့နော်။ဒီဟာတွေအကုန်လုံးကျွန်တော်ဘာမှမပြောသေးဘူး။နောက်မှကျွန်တော်အကုန်လုံးအဲတေချာရှင်းပြလိုက်မယ်။ခုလောလောဆယ်ကျွန်တော်တို့ဒီ Photoshop စာဖွင့်မဲ့ဟာမျိုးအဲကျွန်တော်တို့တင်ပါဆိုတော့ Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီ canvas တစ်ခုထွက်လာပြီပေါ့နော်။ ထွက်လာပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲပေါ့နော်ကျွန်တော်တို့အပေါ်ဆုံးတန်းပေါ့နော်အပေါ်ဆုံးတန်းမှာကျွန်တော်တို့ဒီ file ရှိရယ် edit ရှိရယ် email ရှိရယ် layer ရှိရယ်ပေါ့နော်ဒီဟာကအဲ menu bar လို့ခေါ်တယ် menu bar လို့ခေါ်တယ်ဒီဟာကအဲ tool bar ပေါ့နော် tool bar ဒီ tools တွေအကုန်လုံးကျွန်တော်တို့အာကျွန်တော်တို့သုံးမဲ့ကရိယာတွေပေါ့နော်ကျွန်တော်တို့ဟို gua တို့ gwin တို့လိုမျိုးပေါ့နော် tools တွေအကုန်လုံးဒီမှာရှိတယ် အဲပြီးကြရင်ဘာရှိဦးမလဲဆိုရင်အဲ menu option ပါပေါ့နော်ဥပမာကျွန်တော်လို thank you လက်တစ်ခုယူလိုက်တယ်ယူလိုက်ပြီဆိုရင်ဒီမှာဒီ tools တစ်ခုရဲ့ option တွေအကုန်လုံးဒီဒီပေါ်မှာပေါ်လာအကုန်လုံးတော့မဟုတ်ပြီမဲ့သူချိုးတလေပေါ့နော်အကုန်အဲဒီမှာပေါ်လာတယ်တကယ်လို့များကျွန်တော်ဒီဟာယူလိုက်ပြီဒီမှာဒီအပေါ်ကအပါတန်းအကုန်ဟိုပါပြောင်းသွားပြီဘာလို့လဲဆိုတော့ ဒီယူတဲ့ tool ရဲ့ option တွေပေါ်လာတယ်အဲ့ဒါကြောင့်ဟို option bar လို့ခေါ်တာပေါ့နော်အဲပြီးကြရင်ဒီဘေးဘေးနားမှာပေါ့နော် layer တို့ဘာတို့အကုန်လုံးရှိတယ်ပေါ့နော်အဲဒီမှာဒီ area အကုန်လုံးက adjustment panel လို့ခေါ်တယ် okay အဲဆိုရင်ကျွန်တော်တို့သဘောပေါက်ပြီထင်တယ်အဲဒီအပေါ်တန်းက menu bar ပေါ့နော်ဒီဘေးတန်းကဒီဒီအတန်းပေါ့နော်ဒီအတန်းကအဲ tool bar ပေါ့နော် tool bar အဲပြီးကြရင် ဒီဟာ adjustment panel ပေါ့နော်ဒီဟာတွေအကုန်လုံးဒီ panel တွေအကုန်လုံး adjustment panel ပြီးကြရင်ဒီမှာကျွန်တော်တို့ဒီဟာတွေအကုန်လုံးက option ပါ option ပါလို့ခေါ်တယ် okay အဲဆိုရင်ကျွန်တော်တို့ photoshop စာဖွင့်လို့ရပြီပေါ့နော်ပြီးတော့ပြန်ပိတ်မယ်ဆိုရင်တကယ်လို့များကျွန်တော်တို့ဒီဟာကိုပြန်ပိတ်မယ်တင်းချင်တယ်ဆိုရင်ဒီမှာ cad နေရာမှာ file ad menu bar မှာ file ကိုတော့ live file ပြီးရင်ဒီမှာ save ဆိုပြီးတော့နေလိုက်အဲဒီမှာကျွန်တော်တို့ဘယ်မှာတင်မလဲပေါ့နော်အဲဥပမာကျွန်တော် download ထဲမှာထည့်လိုက်မယ်ပေါ့နော်အဲဆိုရင် save လုပ်လိုက်မယ်အဲ့တော့မဟုတ်ရင် desktop ပေါ့နော်ကျွန်တော်ထည့်ခြင်းတဲ့နေရာမှာရွေးပြီးတော့ဒီမှာ save လုပ်လိုက်ရအောင်ဒီမှာ maximum တကယ်လို့များဒီဟာကဟို photoshop တခု file save save လုပ်လိုက်ပြီဆိုရင်အများနဲ့တက်လာမယ်ဟာပေါ့နော် maximum capacity capability ဆိုပြီးတော့အမှန်မှာ don't show again ဆိုပြီးတော့ဒီမှန်ချစ်လေးကိုနှိပ်ထားလိုက်အဲဆိုနောက်ဆိုမပေါ်တော့ဘူးပေါ့နော်โอเคโอเคပြလိုက်မယ်โอเคရပြီကျွန်တော်တို့ဒီ file ကို ပြန်ဒီမှာဖြိုးလိုက်မယ်ပြန်ဖွင့်ခြင်းလဲဆိုရင်ခုနကကျွန်တော်တို့ထားတဲ့နေရာပေါ့နော်ထားတဲ့နေရာကျွန်တော်တို့ download ထဲဝင်မယ်ဒီမှာခုနကကျွန်တော်လုပ်ထားတဲ့ title ဘောင်းပေါ့နော်အာပြန်ဖွင့်လိုက်မယ် okay ခုနတိုင်းပဲထွက်လာပြီ okay အဲဆိုရင်ကျွန်တော်တို့ဖိုင်တိယူရဲဟာရယ်ကျွန်တော်တို့ဒီ menu bar ကိုအကုန်လုံးရပြီပေါ့နော် okay ဒုတိယသွားမယ်